ော့ပြမလေးတွေကတော့လူတိုင်းတော့မအစင်းရမလို့ပဲနဲ့အလိုမျိုး90 day report လုပ်မလဲရှောက်ကြည့်ပါအောင်ချင်းအခုလို90 day report တော့လုပ်ဖို့တော့ဘာလို့လဲဆိုလို့ရှိရင်90 day report form လိုပါတယ် passport လိုပါတယ်ပြီးတော့လို့ရှိရင်တော့ TM30 လို့ခေါ်တဲ့ agent လေးလိုပါတယ်ဒီလိုလေးပါအေး90 day report form ကဘာလို့ဖြည့်ရတာလဲဆိုလို့ရှိရင် Chennai Immigration ပြောလို့ရှိရင်တော့ဒီမှာကိုသွားတဲ့ date ပြီးရင်နာမည်ဒီ nationality နိုင် immigrant ဆိုရင်နိုင် immigrant လို့ဖြစ်ပြီးတော့ပုံဝင်လာတာကကားနဲ့လား flight နဲ့လားအဲ့ဒါဖြစ်အောင်ပါပဲနောက်ပြီးတော့ passport number laser phone number နာမည်လေးထိုးပြီးွားနဲ့ immigration ကိုတွားလို့ရပါလိမ့်ကျေကုဆိုလို့ရှိရင်တော့ immigration ရောက်ပါပြီရှင် drive through လို့ကားပေါ်နေလုံးဝမစင်ပါဘူး true crop อ่ะ sign ก็တော့ပါပါရှင်အဲ့တော့နေနေရောလာလို့နေနေပါ it's so easy เออก็คือเลยရှင်เนาะ90 day report လောက်တာပြီးတော့ပါပြီရှင်မမလည်းမခံပါဘူးရမ်းမြန်ပါတယ်ကားပေါ်လည်းရှင်းနေရလုံးဝမလုံလိုက်ပါဘူးရှင် bye bye ตอนนี้ซื้อมีจีบีแล้วอะจิซิจาย let's go ยังมาอุ้มเนี่ยเตียงเนี่ย immigration เนี่ย bye bye အဲ့တော့ဒီနေ့ ုတ်လာတဲ့နေရာလေးပါပဲရှင်။